ဟိုဒါကျွန်တော်ကတကယ်တော့လွန်ခဲ့တဲ့10နှစ်မှာတုန်းက NC စာချုပ်ချုပ်ဆိုစဉ်တုန်းကပြည်တွင်းအသီးသက်တွေဖြစ်နေလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာလည်း NC ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ဒါအဓိကရန်တရားစနစ်ဟိုနှစ်ခုရှိတယ်ပေါ့။အဲတော့အပေါ်ဆုံးမှာတော့ GICN ပေါ့။အဲ့ဒီ GICN မြက်အောက်မှာ UPDGC ဆိုတာကတော့ကျွန်တော်တို့ဒါနိုင်ငံရေးဆွေးနွေးမှုတွေဖြည့်ရှင်းမှုတွေစ조사တဲ့ရန်တရားပေါ့။အဲ့တော့ဒီဘက်မှာတော့ GMC ဆိုတာကပြက်ကတ်တိုက်ခိုက်မှု ဒီချိုးဖောက်မှုတွေနဲ့ပတ်သက်လို့စောင့်ကြည့်တာနောက်တစ်ခါကျွန်တော်တို့ကဟို monitor လုပ်တာရဲ့ verification လုပ်တယ်ဆိုတာကတော့အဲဒီတိုင်တန်းမှုတွေဖြစ်လာရင်ဒါတွေကိုကျွန်တော်တို့ကစစ်ဆေးအတည်ပြုရတာပေါ့အဲ့ဒါတွေကျွန်တော်တို့တောက်လျှောက်လုပ်ခဲ့တာတွေရှိတယ်အဲ့တော့အခုလာတက်တာကြတော့ကျွန်တော်တစ်ဖက်ကအသီးသက်တွေအဖြစ်ရောနောက်တစ်ဖက်ကတော့နိုင်ငံရေးပါတီဒီပြည်သူ့ပါတီရဲ့ဥက္ကဋ္ဌအဖြစ်ပါလာရောက်တက်ရောက်တာဖြစ်ပါတယ်ဟိုပြောရင်တော့ငင်းကြီးတိဆောက်တယ်ဆိုတာဒီ NCA ဖြစ်အောင်စူးစမ်းတာကိုနိုင်ငံကတထိုင်နေနဲ့ဖြစ်လာတာမဟုတ်ဘူး တော့ယုံကြည်မှုတည်ဆောက်တာတွေအလို့သဘောဆွေးနွေးတာတွေအစစ်အစစ်ဖြတ်တန်းပြီးတော့မှ NC အဆင့်ကိုရောက်လာတာအခုကတော့ဒါကျွန်တော်ရိုးသားသားပဲပြောရရင်တော့ပြန်လျှော့ကြသွားတာပေါ့နော်အဲ့တော့ပြန်လျှော့ကြသွားပြီမဲ့ပြက်စီးသွားတာတော့မဟုတ်သေးဘူးဆိုတော့ဒါကိုကျွန်တော်တို့ကအချိန်မီဟလာဟိုပြန်ပြီးတော့ဟိုထိမ့်သိမ့်နိုင်မယ်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်အောင်ပြန်လုပ်နိုင်မယ်ဆိုရင်ဒါဒီ NCA လုပ်ငန်းစဉ်တွေပြန်ပြီးတော့အသက်ဝင်လာမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဟိုကျွန်တော်တို့ပြောရရင်ဒါလွတ်တော်ပထမသက်တမ်းမှာ၈ဖွဲ့ တိုင်းသားရင်းနဲ့ကိုင်ဖွဲ၈ဖွဲလက်မှတ်ရေးထိုးနိုင်ခဲ့တယ်အဲ့တော့ဒုတိယလွတ်တော်တက်တန်းမှာနောက်ထပ်၂ဖွဲထပ်ထိုးနိုင်ခဲ့တယ်အားလုံး၁၀ဖွဲ၁၀ဖွဲမှာဟိုအတိအလင်းပေါ့နော်လောလောဆယ်မှာဟို SCA ရေးထိုးထားတဲ့အဖွဲ၁၀ဖွဲတွေကနေ၇ဖွဲကတော့ 7E ကိုအလိုင်းရင်ဆိုပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့တစုတစည်းတည်းရှိတယ်ဒါတောင်မှတဖွဲ့ချင်းတွဲမှာပဲသဘောထားကွဲလွဲမှုတွေပဲ့ထွက်တာတွေကတော့ရှိနေတယ်တော့ရှိနေတော့ဗာပဲပြောပြောကျွန်တော်တို့က10ဖွဲ့မှာတော့9ဖွဲ့ကတော့ရှိနေသေးတယ်အဲ့တော့ဟို ိုးပြီးသားသုံးဘွဲရောမထိုးရသေးတဲ့အဖွဲတွေနဲ့ရောတီးကြားကျွန်တော်တို့ကဟို bilateral ပေါ့နှစ်ဖက်တွဲဆုံဆွေးနွေးတာတွေ NCA နဲ့အပြိုင်လောက်တာမျိုးတွေလည်းကျွန်တော်တို့ကဟိုတီထွင်သင့်တယ်ဖန်တီးသင့်တယ်လို့ကျွန်တော်ကမြင်တယ်ပြီးတော့မှဒီပင်မလမ်းကြောင်းဖြစ်တဲ့ NCA ကိုတုံးသက်တာဟိုပေါင်းစည်းတာလုတ်သွားရင်းတယ်ဒီငင်းညာကြီးဖြစ်စဉ်ကိုပို့ပြီးအားကောင်းအောင်လုပ်ရမယ်လို့မြင်တယ်မဟုတ်ဘဲနဲ့ဟိုတချို့ပြောနေကြတာတွေရှိတယ်ရှိနေတဲ့ခြေနေတဲ့အလုံးပြတ်သွားအေးတာပဲ အကုန်ဖြက်စီးပြစ်လိုက်ပြီးတော့မှတစ်ကပြန်ဆမယ်ဆိုတာမျိုးဟာဒါလက်လွစပယ်ပြောတာတကယ်ကျွန်တော်တို့ကဟလာအခြေအနေတခုကိုရောက်ဖို့ဆိုတာအများကြီးစူးစမ်းခဲ့ရတာအဲ့တော့ဟိုလုံးလုံးချင်းမှာတော့တရားရာခိုင်နှုန်းပြည့်ပြည့်စုံနေဆိုတာဘယ်မှမရှိဘူးဘယ်နိုင်ငံမှာမှလည်းမရှိဘူးအဲ့တော့လုံရင်းနဲ့အတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့ဒါတွေကပြုပြင်တဲ့နဲ့မွမ်းမံတဲ့နဲ့အစရှိသဖြင့်လှုပ်သွားရတာအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့က NCA ကိုနိုင်ကသူ့ရဲ့ရန်တရားစနစ်ကိုအပြည့်စုံမလဲပတ်ရသေးဘူး တော့သူ့ထဲမှာပါတဲ့လမ်းပြမြေပုံတွေကိုလမ်းဆုံးအောင်မသွားရသေးဘူး။တွားနေရင်းနဲ့ရက်သွားတာ။အဲ့တော့ကျွန်တော်တို့ကဒီ NCA ဆယ်နှစ်ပြည့်ကာလရှေ့ကိုဆက်သွားမယ်ဆိုရင်ဘာတွေအားကောင်းချက်အားသာချက်တွေရှိသလဲ။ဘာတွေကအားနည်းချက်ခြုံရင်းချက်တွေရှိသလဲဆိုတာကိုမှန်မှန်ကန်ကန်ပြန်သုံးသပ်ပြီးတော့ဟလာညှိနှိုင်းမယ်ဆွေးနွေးမယ်ပြုပြင်မယ်ဆိုပြီးတော့သွားဖို့လိုတယ်။နောက်တစ်ခုက NCA ထဲမှာမပါသေးတဲ့အဖွဲ့တွေကိုလည်းပဲတီးကြားနှစ်ဖက်ဆွေးနွေးမှုတွေကိုလုပ်ချင်းအားဖြင့်အလိုသဘောတူဆုံးဆွေးနွေးမှုတွေအဆင့်ဆင့်ပေါ့။ လှုပ်ခြင်းအပြင်ကျွန်တော်တို့ကဒီငင်းညာကြီးဖြစ်စဉ်ထဲမှာပူးပေါင်းလာဖို့ဆောင်ရွက်ရမယ်လို့မြင်ပါတယ်။ဟိုတခုကတော့တိုင်းသားလဲနိုင်ငံဖွဲ့စည်းတွေဆိုတာကအခြေခံအပြင်ဒါဖက်ဒရယ်တောင်းဆိုမှုပေါ်မှာမူတည်ပြီးတော့ဖြစ်တာ။အဲ့တော့အခုနောက်ပိုင်းဖြစ်လာတဲ့2021နောက်ပိုင်းဖြစ်လာတဲ့ကြတော့ဒီမိုကရေစီအပေါ်မှာဟလာပြောရင်တော့ဒါစစ်အာဏာရှင်ကိုဆန့်ကျင်မယ်ဆိုတဲ့အခြေခံကနေဖြစ်လာတော့ကျွန်တော်တို့ကနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာဒီမိုကရေစီကိုဥတီတဲ့ပြည်ပြောင်းလဲမှုတွေကိုဘယ်လိုလုပ်မလဲ ဖက်ဒရယ်ကိုဥတည်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုဘယ်လိုလုပ်မလဲဆိုတော့ဒီအခြေခံတဲ့ချက်ကိုဟိုလက်တွေ့ကြကြထိထိကြကြပြည်ပြင်ပြောင်းလဲဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံရေးပါတီအနေနဲ့ကဒီဖွဲ့စည်းပုံခြေခံဥပဒေကိုကျွန်တော်တို့လည်းအကုန်လုံးကိုလက်ခံထားတာမဟုတ်ဘူးမကြိုက်ဘူးအဲ့တော့ဒါတွေကိုပြည်ပြင်ပြောင်းလဲဖို့လဲကျွန်တော်တို့ကဖွဲ့စည်းပုံပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကိုကျွန်တော်စူးစမ်းနေတယ်အဲ့တော့အခုလောလောဆယ်ရောရွေးကပွဲမတိုင်ခင်မှာ53ချက်သဘောတူထားတာရှိတယ်ဆက်လက်ဆွေးနွေးဖို့သဘောတူထားတာတွေလည်းရှိတယ်အဲ့ဒါတွေကကျွန်တော်တို့ကချွတ်တော်ပေါ်လာရင် ဒါတမတော်အစုအဖွဲ့ကသဘောတူလက်ခံပြီးသားအချက်တွေဟာအလွယ်တကူနဲ့ကျွန်တော်တို့ပြင်ဆင်နိုင်မယ်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့တစ်ဖက်ကလည်းကြိုးစားနေတယ်တစ်ဖက်ကလည်း NCA ပြန်ပြီးအသက်ဝင်လာရင်ဒါပြည်တော်စုသဘောတူစာချုပ်အပိုင်း1နှစ်3အပြင်မှာနောက်ဆက်တွဲတွေလည်းကျွန်တော်တို့ထပ်ပြီးတော့အောင်မြင်ရရှိနိုင်မယ်ဆိုရင်ကျွန်တော်တို့လူချင်းနဲ့ဒီဒီမိုကရေစီရေးနဲ့ဖက်ဒရယ်ရေးကိုဟိုကျွန်တော်တို့ကနိုင်ငံရေးဆိုတာကတော့အစစ်အစစ်ပြောင်းလဲဖို့ကြိုးစားတာပေါ့ တော့ evolution ကိုစ조사တာအဲ့ဒါပို့ပြီးတော့တဖြည်းဖြည်းချင်းအချိန်ရလာမယ်လို့မြင်ပါတယ်အဓိကကတော့ကျွန်တော်10နှစ်ပြည့်ပြီဆိုတာဒါတကယ်ကိုလုံလောက်တဲ့အချိန်တစ်ခုဖြတ်တန်းပြီးပြီအဲ့တော့ဘာတွေအားသာချက်တွေအကောင့်ချက်တွေရှိခဲ့တယ်လဲဘာတွေအားနည်းချက်တွေရှိခဲ့တယ်လဲဆိုတာကိုတေချာပေါ့ဟိုမညာတန်းပေါ့ပြန်သုံးသပ်ဖို့ကောင်းတယ်အဲ့တော့ပြီးလို့ရှိရင်လည်းလက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့လည်းအလားလောလောဆယ်မှာတော့အလို့သဘောဆွေးနွေးတာပဲဖြစ်ဖြစ်ဟလာကျွန်တော်တို့ကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုပေါ်ပေါက်လာအောင်စူးစမ်းတဲ့နယ်လို့ကျွန်တော်တို့အဲ့လိုမြင်ပါတယ်